အလုံးမင်္ဂလာပါကျွန်တော်ကွန်မန်တာမှာဒီနေ့မှဆိုရင်တော့ကပားရွှေစည်းကွက်နေနေပေါ့နော် အော်တိုဘာလဒုတိယတစ်ပတ် ဖြစ်တဲ့အော်တိုဘာ73ကနေပြီးတော့79ရက်နေ့အတောအတွင်းမှာတက်နိုင်လားကျနိုင်လားဘလို့ချင်းလိုမျိုးဖြစ်နိုင်လဲဆိုတော့တုံ့တက်ပြီးတော့မှဖြစ်ပါတယ်အဲ့တော့တုံ့တက်ချက်မစခင်မှာဒီကပားရွှေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ရွှေစည်းအတက်ကြတွေဇီးကွက်တုံ့တက်ချက်တွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော် YouTube Channel ဖြစ်တဲ့ Voice Trading မြန်မာနဲ့ကျွန်တော်ရဲ့ Page ဖြစ်တဲ့ Commentan Page ကို Like and Follow ထားပြီးတော့တောင်းဆိုပါတယ်အဲ့တော့တုံ့တက်ချက်လေးကိုကျွန်တော်တွားကြည့်ကြည့်ရအောင် အော်လက်ရှိမြင်နေရတော့ကပားရွှေရဲ့တပတ်တာဈေးကွက်ဇရာဖြစ်ပါတယ်အော်ဒီအတုံးတုံးချင်းစီကဈေးကွက်ဇရာတပတ်တာကိုကုစားပြုတာဖြစ်ပါတယ်အော်ဒီနောက်ဆုံးအတုံးဆိုရင်ဒါအရှိတပတ်ကဈေးကွက်ကိုပြောတာဖြစ်တယ်အဲ့တော့ဈေးကွက်ကိုကျွန်တော်ကြည့်တဲ့အခါကျရင်ထူးခြားချက်ကဘာလဲဆိုတော့အရှိတပတ်ရဲ့ဈေးကွက်အလောက်ခန့်နဲ့သွားတူတယ်အတားအကောင်းတော့မယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကကပားရွှေဈေးကွက်ကိုဈေးကြတော့မလားလို့တုံးတက်မယ်ဆိုအရှိတဘက်မှာဈေးကြဖို့ကခက်ပါအောင်မယ်အတက်ဘက်ကိုပို့တော်နိုင်ရှိရဲလို့ကျွန်တော်အကြံပြင်းတုံးတက်လို့ရတယ်ပေါ့နော်ဈေးကြဖို့အတွက်ဆောင်းရနိုင်ရှိတိတဲ့ တော့ဘယ်လိုမျိုးဈေးတက်နိုင်လဲဘယ်လောက်ထိတက်နိုင်လဲဘယ်လိုအခြေအနေရှိရလဲဆိုတော့ကို time frame အတိတ်မှာကျွန်တော်တစ်ချက်ပြန်ပြီးတွေ့ကြည့်ကြည့်အောင်လက်ရှိကျွန်တော်မြင်နေရတော့ကဘာရွှေရဲ့ H1 time frame ဖြစ်ပါတယ်အဲ့တော့ဒီရဲ့ဈေးကွက်ဇာတ်ကိုကြည့်တဲ့အခါကျရင်အရှိတပတ်မှာရွှေဈေးကွက်ရဲ့ထူးခြားချက်အနေနဲ့ကြာရာပရိနေမှာဈေးကွက်အကျကောင်းကောင်းလေးကျွန်တော်မြင်ရတယ်တမိုင်းတစ်လျှောက်အမြင့်ဆုံးဖြစ်တဲ့4060ဆိုတဲ့ဈေးတန်းကနေပြီးတော့3950ဆိုတဲ့ဈေးတန်းဝင်ကျင်တော့ထီကိုကြာရတာမြင်ရမှာဖြစ်ပါတယ်ဒေါ်လာ100ရဲကို တရက်တည်းကြာရတာပေါ့နော်အဲ့တော့ဒီအကြကရွှေစည်းကွက်ကိုအကြဘက်ကိုပြောင်းမိလာလို့တုံးတက်တဲ့အခါကျရင် ပြောင်းဖို့ကလိုရည်ဒီထက်ကြဖို့လိုရယ်ပေါ့နော်ဘာကြောင့်လဲဒီရဲ့အကြကကျွန်တော်အောက်မှမြင်ရတဲ့အနက်ရောင်လိုင်းလေးအောက်ကိုမရောက်တော့ဘူးအဲ့တော့ဒီလိုင်းကကျွန်တော်က84ရဲ့အတက်အဝယ်လိုင်းဖြစ်ပါတယ်အဲ့တော့ဈေးကွက်ကအရှိလာတွေကနေစပြီးတော့ဒီရဲ့လိုင်းအောက်မှာအယောင်းဝယ်မဖြစ်ဘူးပေါ့နော်ဒီကဒီရဲ့အထက်မှာပဲအယောင်းဝယ်ဖြစ်တာမြင်ရတာဖြစ်တာမလို့ရွှေစည်းကွက်ကအတက်ချင်းနေမှာပဲရှိသေးတယ်အဲ့တော့အရှိတစ်ဘက်မှာဘယ်လိုမျိုးပုံစံမျိုးဖြစ်နိုင်လဲပေါ့နော်ဈေးကွက်ကိုကြည့်တဲ့အခါကျရင် ကျွန်တော်အရှိတပတ်ရဲ့ Monday ပထမရက်မှာဆိုတော့ရွှေစည်းကွက်ကအကြလေးနဲ့တော့မြင်ရနိုင်တယ်။အဲ့တော့ဒီအကြမှာတော့ကျွန်တော်ကအဝယ်အတွက်အခွင့်အလမ်းကောင်းတယ်ပေါ့နော်။အဲ့တော့ဘယ်နာဝင်ကျင်ရနေပြီးတော့ရွှေစည်းကွက်ကပြန်ပြီးတက်နိုင်လဲဆိုရင်ကျွန်တော်ရဲ့ဈေးကွက်အမြင်ရဆိုရင်ရွှေစည်းကွက်ကဒီရက်၄000ဝင်ကျင်တော့တစ်ခါပြန်လာပြီးတော့မှအတက်အားကောင်းကောင်းမြင်ရနိုင်တယ်။အဲ့တော့အရှိတပတ်ရဲ့ကျွန်တော်ရဲ့ target ကတော့၄060ဆိုတဲ့ဝင်ကျင်ကိုအရင်ဆုံးလာနိုင်တယ်။ ပေးကြရင်ကျွန်တော်တို့ကဒီပေါ်ကိုဖောက်ပြီးတော့မှကျွန်တော်4100ဝန်းကျင်ကိုတော့ဒီတပတ်အတော်အတွင်းမှာကျွန်တော်ရောက်နိုင်တယ်လို့တော့ခန့်မှန်းပါတယ်အဲ့တော့ပထမဆုံးကျွန်တော်မျော်မှန်းတဲ့ဈေးတန်းက4060ပါဒုတိယကျွန်တော်မျှော်မှန်းတဲ့ဈေးတန်းက4100ဖြစ်ပါတယ်။ဒါကြောင့်မို့ကပ္ပရွှေအယောင်းဝယ်နေနေဆိုရင်အရှိတပတ်မှာအယောင်းထက်အဝယ်ကိုပို့ပြီးဦးစားပေးပြီးတော့စဉ်းစားတော့ကျွန်တော်အားပေးပါတယ်။အဲ့တော့ရွှေဈေးကွက်ကတော့ကျွန်တော်အလက်ရှိအချိန်တွေထိတော့အကျမြင်ရနိုင်တဲ့အချိန်တွေ စောပါလိမ့်တယ်အကဲဇစ်ဘွတ်အကြမြင်ဖို့ဖြစ်လာတဲ့ဆိုရင်လည်းကျွန်တော်ဂျာထဲမှာကျွန်တော်ဒီ YouTube channel အဖြစ် Facebook page ကနေဖြစ် video တင်ပြီးမှဖြစ်တာမလို့ like and subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်အလိုပဲကဘာရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဈေးကွက်ပိုင်းကိုလေ့လာချင်တာဖြစ်နေပါသေးအခြေခံရောင်းဝယ်တင်တန်းတွေတက်ချင်နေဆိုရင်လည်းကျွန်တော်ရဲ့ page မှာတင်တန်းစုံစမ်းပြီးတော့ join လို့ရပါတယ်အဲ့တော့နောက် video တွေမှာကျွန်တော်ပြန်တွေ့ကြပါမယ်